အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနဲ့မြန်မာစစ်တပ်တို့ကဏ္ဍပေါင်းစုံပူးပေါင်းမှုတိုးမြင့်ရေးဆွေးနွေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝင်မစ္စတာရာချစ်ကူမာစင်တို့ကရမန်ဒီကနေပြီးတော့တွင်တွေ့ဆုံကနိုင်ငံစစ်တပ်အကြအပြန်လဲယုံကြည်မှုလေးစားမှုချစ်ချည်ရင်းနှီးမှုနဲ့ ကနေဆောင်ဖူပေါင်းဆောင်ရွက်မှုများတိုးမြင့်ရေးဆွေးနွေးခဲ့ကြောင်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါရယ်။နှစ်နိုင်ငံစစ်တပ်ကြားတင်နန်းဖွင့်လှစ်တင်ကြားပေးခြင်း၊နေဆက်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖူပေါင်းဆောင်ရွက်ရေးနှင့်ကောင်းမွန်သည့်တန်တမန်ဆက်ဆံရေးနှင့်ချစ်ချင်ရင်းနှီးမှုများဆက်လက်ထိန်းသိမ်းသွားရည်တို့လည်းဆွေးနွေးခဲ့ကြကြောင်းစစ်ကော်မရှင်ကဖော်ပြထားပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကလည်းအိန္ဒိယနှင့်မြန်မာစစ်တပ်တို့အကြားအပြန်အလှန်ချစ်ချင်ရေးခီးစဉ်အဖြစ်အိန္ဒိယတပ်မတော်ကြီးရေလေအရာရှိစစ်သည်120ဦး နေပြီးတော့သူလာရောက်ခဲ့ပြီးစက်တင်ဘာ19ရက်တည်လက်ပတ်ခဲ့ကြပါတယ်မြန်မာစစ်တပ်မှကြီးရည်လေးအရာရှိစစ်သည်120ဦးကလည်းအိန္ဒိယနိုင်ငံဂါယာမြို့သို့သွားရောက်ခါဖျားစေတီများတင်းနန်းချောင်းများအောင်စက်တင်ဘာ16ရက်မှ19ရက်အထိလက်ပတ်ခဲ့ကြောင်းသိရပါတယ်မြန်မာစစ်တပ်အနေဖြင့်အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့်ကလေးတမှုဒေသအတွင်းတိုက်ပွဲများ၌အိန္ဒိယသဘုံများအားဩဂုတ်လမှစတင်ကအုံပြုမှုများရှိနေပြီးထော်လန်ရေးတပ်ဖွဲ့များဘက်ကစစ်တပ်နှင့်ပူးပေါင်းထိုးစစ်ဆင်လာသည့် အိန္ဒိယနိုင်ငံသားတပုံအချို့ဖမ်းမိခဲ့ကြောင်းအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလဆန်းပိုင်းကကလီမြို့နယ်အတွင်းစစ်တပ်နှင့်အိန္ဒိယနိုင်ငံသားကက်တဲ ULFA နှင့် NAGA NSAC တပုံအဖွဲ့တို့ပူးပေါင်းထိုးစစ်ဆင်လာမှုကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာအိန္ဒိယနိုင်ငံသားကတဲ့တပုံအဖွဲ့အပေါင်းပင်စစ်တုံပန်းခွနဲ့ဦးဖမ်းမိခဲ့ကြောင်းအမှတ်၁စစ်တီတာမှာစက်တင်ဘာ၁၇ရက်တွင်သတင်းထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးလူထုလွတ်လပ်ခွင့်တွေဖန်တီးဖို့ NLD ရဲ့ဥဆောင်ပါဝင်မှုပြည်သူတွေဆက်အလို့ရှိနေတယ်လို့ NUG ယာယီသမရပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။လူထုလွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့သမိုင်းစဉ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအပွဲချုပ် NLD ရဲ့ဥဆောင်ပါဝင်မှုကို ပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမနာဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒီကနေ့စက်တင်ဘာ28ရက်မှာကြာရောက်တဲ့ NLD တီထောင်ခြင်း38နှစ်ပြည့်အခမ်းအနားမှာယာယီသမနာကအခုလိုပြောကြားခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့သမိုင်းဖေးတာဝန်တွေကိုဆက်လက်ထမ်းရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပအဝင်စစ်အာဏာရှင်စနစ်ကိုတက်ဆိုးရှိအောင်အထောက်အပံ့ပေးတဲ့အထူးရောင်ရွေးကောက်ပွဲလိုလုပ်ရက်တွေကိုဆန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့မျိုးဦးတော်လည်ရေးအင်အားစုအားလုံးနဲ့တသားတည်းတည်ရှိပြီးဦးဆောင်ဦးရွက်ပြုပါဝင်နိုင်မယ်လို့ယုံကြည်ကြောင်းယာယီတမနာကပြောပါရယ်ကြပြင်းမျိုးဥတော်လည်ရေးမှအလုံးပါဝင်တဲ့နိုင်ငံရေးအခင်းကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့မြစ်တာရက်ခန့်ကျင်းပါတယ် လူလူလူလက်ခွင့်အတွက်အောင်မခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်သမိုင်းအစဉ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဦးဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြပါတယ်လို့ယာယီသမရကပြောပါတယ်မြေဥတော်လည်ရေးမှာရှိတဲ့အင်အားစုအလုံးရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ Federal Democracy တိဆောက်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ညင်တွေကြဲကြဲပြန့်ပြန့်ရရှိလာဖို့ NLD ရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အရေးကြီးတယ်လို့လည်းယာယီသမရကပြောပါရယ် ွေဦးတော်လှန်ရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်ကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်လို့ယူဆနိုင်ပြီးအဲ့ဒီလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့ထဲဝင်မှုကိုကာယကံမြောက်မြုပ်နှံခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်မျိုးဦးတော်လည်ရေခေါင်းဆောင်အလောက်ဟာ NLD ရဲ့ကာယကံမြောက်ပေးဆက်မြုပ်နှံမှုတွေကိုလေးနက်စွာဂုံပြူကြောင်ပြောကြားခဲ့ပါတယ်။ ် NLD အကြောင်းပြောရင်နိုင်ငံတော်အတိုင်းပင်ကဒေါအောင်ဆန်းစုကြည်ရဲ့အခန်းခဏကိုမေထားဖျောက်ထားလို့မရကြောင်းနဲ့ဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အခွဲကောင်းဆောင်ဆိုတာထက်ပိုပြီးနိုင်ငံရဲ့တန်ဖိုးမဖြစ်နိုင်တဲ့ကောင်းဆောင်တဦးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မင်းအောင်လိုင်နဲ့စေအုပ်စုမတရားဖန်ဆီးချုပ်နှောင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖန်ဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးကိုဂျိုးပန်းနေကြစေဖြစ်တယ်လို့ရှားဤသမရကပြောပါတယ်။ NLD ကောင်းဆောင်တွေဟာစစ်အာဏာရှင်အဆက်ဆက်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုစိတ်သက်သက်အပြည့်နဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ကြတာဖြစ်ပြီး NLD ဟာပြီးသူအကျိုးစီးပွားကိုအစဉ်တစိုက်ရှေ့ကျခဲ့တယ်ဆိုတာထင်ရှားတယ်လို့လည်းပြောခဲ့ကြပါတယ်။အခမ်းအနားမှာပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအမှားစကားပြောကြားခဲ့ပါတယ်။ပြည်သူလူထုတရလုံးမျှော်လင့်နေတဲ့ Federal Democracy နိုင်ငံတော်တည်ထူထောင်နိုင်ရေးအတွက် NLD အနေနဲ့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားချရေးအတွက် ဝင်ကြီးချုပ်မဝင်ခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်။တော်လန်ရဲရဲ့ရှေခီတလျှောက်လုံးမှာလဲတိုင်းသားပြည်သူလူထုတရက်လုံးမျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးတရားမျှတရေးလွတ်လပ်ရေးနဲ့ညီညွတ်ရေးတို့ပြည့်စုံတဲ့ Federal Democracy နိုင်ငံတော်အစ်ကိုထူထောင်နိုင်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအပေါင်းပင်တော်လန်ရေးအင်အားစုများအားလုံးနဲ့အတူလက်တွဲပြီးအမြင်မတူတာတွေရှိခဲ့ရင်လည်းတူအောင်ညှိနှိုင်းကြလျက် စေအာနာရှင်စနစ်အမြင့်ပြတ်တဲ့အတီစင်စက်မပြတ်ဆက်လက်ပါဝင်သွားကြဖို့လေးနက်စွာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားခဲ့တာပါလူလူကောင်းဆောင်ပါတီဒေါ်အောင်ဆန်းစုကြည်နှင့်တကွာဖန်စီထိန်သိမ်းခံနိုင်ငံရေးအချင်းသားများအလုံးလွတ်မြောက်ပါစေချောင်းလို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကဆုတောင်းပေးခဲ့ပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အလုံးမဲရှင်လန်ချမ်းမြေကြပါစေရှင်